သိမကြခင်မှာ event တွေတခုလာဖို့ရှိတယ်အဲ event တွေမှာဆိုလို့ရှိရင် လေလရဲ့ legend skin နဲ့တားမတ်ရဲ့ nexus c development skin တို့လည်းပါမှာဖြစ်ပါတယ်အဲ့ထက်ပိုပြီးရေးကြည့်တာကမနေ့ပြန်25ရက်နေ့မှာကျွန်တော်တို့ promo diamond event ဆက်ပြီးတော့လာမှာဖြစ်ပါတယ်ဒါမဲ့ promo diamond event မှာရောကိုရီးယားဘလောက်ဒီ promo diamond ရနိုင်မလဲ promo diamond ရဖို့ရောကျွန်တော်တို့ကဘာ event တွေလောရမှာလဲပြီးတော့လည်းဒီ level 11 event မှာဆိုလို့ရှိရင်လေလေလက exchange လို့ရမယ် coin ကို short ပေးထားတယ်ဒီ level 11မှာလှည့်နေနေရလာတဲ့ coin တွေကိုလည်းဘလို့ skin နဲ့လဲလို့ရမယ်ဆိုတော့ပြပြပြီးမှာဖြစ်ပါတယ် so much motherfucking designer Break it down, bring it back, make it clap Three old thoughts, new glow တပည့်လေးမအီးမှာဆိုလို့ရှင်ပုံမှန်နိုင်မယ်17လပိုင်း9ရက်နေ့ရက်နေပြီးတော့17လပိုင်း9ရက်နေ့တိတူတာတရတိကြာမြင့်မှာဖြစ်ပါတယ်အဲ့တော့တပည့်လေးမအီးမှာပါဝင်လာတဲ့ skin နဲ့ကိုလှည့်လို့ရှင်ပေါက်နိုင်မယ် skin တွေကိုကျွန်တော်ခုကပြပေးမယ် လက်ကျန်ကတော့ဒီမှာ alpha လက်ကျန်ဖြစ်နေတယ်အဲ့ညမှာဆိုလို့ရှိရင်လေလာလက်ကျန်ကိုသူကအစားထုတ်မှဖြစ်တယ်လက်ကျန်ကတော့ဒီကောင်နေပဲပါမှဖြစ်တယ်နောက်တစ်ခုကတော့သူကသားမတ် nutset sea skin နဲ့သူကနောက်ထပ် double eleven skin ၅កောင်ပါမှဖြစ်ပါတယ် collector နေနဲ့ဆိုလို့ရှိရင် fasha vela ရည်စမ်းချင်းပါမှဖြစ်ပြီး lucky box တွေလည်းပါပါတယ်ဒီအားတွေကတော့ diamond shoe ကိုနဲ့ဝယ်လို့ရတဲ့ skin တွေဖြစ်ပြီးတော့အောက်က special တွေ elite တွေ normal တွေကတော့ပုံမှန်ရင်းလိုင်းပဲ brother ကမှ shibuya skin တွေပဲဖြစ်လောက်တယ် iron နေနဲ့ဆိုလို့ရှိရင်လည်း emote တွေရဲ့ magic potion တွေရဲ့ rival တုံငင်းနေနဲ့ EB တုံငင်းနေလည်းပေါင်းမှာဖြစ်တဲ့ကိုလဲလိုက်တဲ့အချိန်အတွက်ပေါ်မူဒီဘောလည်းသူက river တွေထပ်ပြီးတော့ရောင်းမှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်15ကအခါ20 30 40 50ဆိုပြီးတော့ဒီမှာဆိုလို့ရှိရင်အစင်လိုက်သူက river ကြီးရမှာဖြစ်တယ်ပုံမှန် legend skin တကောင်ကိတ်ချင်းမဲ့ဆိုလို့ရှိရင် coin 1600ကုန်ကြမှာဖြစ်ပေမဲ့ဒီကလေးလားတော့10% discount နဲ့1440ပဲကုန်ကြမှာဖြစ်ပါတယ်ပြီးတော့လည်း golden တက်နဲ့တူတူတွဲပါလာပါတယ် 9ရက်17လပိုင်းနဲ့17ရက်နေ့17လပိုင်းတွင်မှာဝယ်မယ်ဆိုလို့ရှိရင်ဒီလီလစကင်ကဂိုရန်တက်ရမှာဖြစ်ပြီးတော့17လနဲ့17ရက်နေပြီးတော့17လပိုင်း9ရက်တွင်ဝယ်မယ်ဆိုလို့ရှိရင်တော့စေးဘတ်တက်ပဲရမှာဖြစ်ပါတယ် တာမတ်ရဲ့20စီးစင်ရော coin 100နဲ့ပဲလဲလို့ရမှာဖြစ်ပါတယ်။တာမတ်တင် coin 100နဲ့ဝယ်လို့ရမှာမဟုတ်ဘဲနဲ့တခြားသော double 11 skin တွေဖြစ်တဲ့ Nolan 11 Gushin ဖျာဘူးစာနဲ့ Edward တို့ကလည်း coin 100နဲ့ပဲဝယ်လို့ရအောင်မှာဖြစ်ပါတယ်။ကိုကတုံးကန်နဲ့ပဲဂုံးပြီး coin 100အောင်ရဆိုလို့ရှိရင်တော့အောက်မှာပြထားတဲ့ lucky box တွေလဲလို့ရတယ် special တွေလဲလို့ရတယ်ကိုရိုက်တဲ့ skin ကိုလဲလို့ရပါသေးတယ်။ပြီးတော့လည်းကန်ဒီတခြားလုံးလည်းလဲလို့ရအောင်မှာဖြစ်ပါတယ်။ကိုကလှဲတဲ့အချိန်တိုင်းမှာ quick score လေးတွေရတယ်။အဲ့ quick score လေးတွေကိုစုပြီးတော့ကိုကနောက်ထပ် skin box ကိုဖောက်လို့ရအောင်မှာဖြစ်ပါတယ်။ quick score ချိန်တွေရရမယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာပြ ြထားတဲ့ normal skin လေးတွေရမယ်။လေးရမှာဆိုလို့ရှိရင်တော့ special နဲ့ e light တွေရမယ်။ဒီမှာဆိုလို့ရှိရင်တော့တော်တော်များများကြီးပြော်ရှုပြော်ကောင်းတဲ့ဟာတွေပေါ့နော်။900ရံဆိုလို့ရှိရင်တော့ diamond 6ကိုနဲ့ဝယ်လို့ရတဲ့ skin တွေပဲဖြစ်ပါတယ်။900ရံဆိုလို့ရှိရင်တော့ဒီမှာ atomic skin တွေပြထားပါပေါ့နော်။ဒီကတော့ atomic skin တွေကဒီ event မှာပါလာမှာမဟုတ်ဘူး။ဒါကအရင် alpha event တုန်းကလာခဲ့တဲ့ဟာတွေပေါ့နော်။အခု event ကတော့ပြန်ဖြုတ်မှာ။ ဒီမှာဆိုလို့ရှိရင် with score ထောင်ပြည့်မယ်ဆိုလို့ရှိရင် lucky ball နဲ့ collector တွေကိုဒီထက် random ကြမှာဖြစ်ပါတယ်။ဒါက sandbox နဲ့ပြတာဆိုတော့တကယ် original server မှာရောက်လာလို့ရှိရင်တော့အပြောင်းလဲရှိအောင်ရှိလိမ့်မယ်။အဲကြမှာကျွန်တော်တို့တစ်ချက်စောင့်ကြည့်ကြတာပေါ့။ level 11 event တို့က recharge တုံငင်းနေ free တုံငင်းနေကျွန်တော်ဘယ်ရရနိုင်မလဲဆိုလို့ရှိရင်တော့ကျွန်တော်အခုဒီမှာပြထားတဲ့အတိုင်းပဲ7လပိုင်း9ရက်ကနေပြီး7လပိုင်း13ရက်နေမှာဆိုလို့ရှိရင် daily recharge ပါလိမ့်မယ်။အဲ့မှာကျွန်တော်တို့သွားကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီ event ကအရင်တော့လာခဲ့တဲ့ event နဲ့အတူတူပဲ တနေ့ကိုစိန်ဒီယာပုံမှန်ဖြစ်မယ်ဆိုလို့ရှိရင် free token တွေရမှာဖြစ်ပါတယ်။သူက3ရက်သက်တိုက်ဖြစ်ရမယ်။အဲ့တော့ free token 3ခုရမယ်။9ရက်သက်တိုက်ဖြစ်မယ်ဆိုလို့ရှိရင် free token တစ်ခုရမယ်။10ရက်ဖြစ်မယ်ဆိုလို့ရှိရင် free token တစ်ခုနောက်ထပ်ရမှာဖြစ်ပါတယ်။ဒီ event နဲ့အတူတူနောက်ထပ်လာမယ့် event တစ်ခုရှိတယ်။အဲ့ event က Magaro Bundle ဆိုတဲ့ event မှာအဲ့ event ကိုတွေ့သိကြပြီတိုင်းပဲတုံငန်တခုကိုသူက discount နဲ့ချပေးပြီးတော့သူကဝယ်ခိုင်းတဲ့ event ပေါ့နော်။ဒီ discount ချထားတဲ့တုံငန်လေးကိုဘရိုကစိန်သုံးပြီးဝယ်မယ်ဆိုလို့ရှိရင်ထိလက်မှတ်လေးရရသေးတယ်။အဲ့ထိလက်မှတ်တွေကသူကတစ်နေ့ကိုစိန်တစ်သောင်း၄ရက်သက်တိုက်ဖောက်ပေးမှာဖြစ်ပါတယ်။ အဲ့တော့ brony နဲ့ကန်အောင်လို့ရှိရင်စိတ်တသောင်းအောင်ရရှိနိုင်မယ်ခွင့်ရဖြစ်ပါတယ်ဒါကတော့စိတ်တသောင်းကန်ထူးသွားသူပဲဖြစ်ပါတယ်အဲ့တော့၄ရက်ပြီးတော့၅ရက်မြောက်နေမှာဆိုလို့ရှိရင် diamond 5000သူကထီလက်မှတ်ကိုမဲပါပြီမှာဖြစ်ပါတယ်အဲ့တော့ကိုထီလက်မှတ်က diamond 5000တန်နေရဆိုလို့ရှိရင်တော့ကိုကရမှာဖြစ်ပါတယ်အရင်လိုပဲ fade 1 fade 2ဆိုပြီးနှစ်ခုခွဲလာလိုက်မယ်။ fade 1ကတော့၁၇လပိုင်း9ရက်နေပြီးတော့၁၇လပိုင်း17ရက်နေပြီး fade 1ပဲဖြစ်ပါတယ် ဖေဒူကတော့၁၇လပိုင်း၁၄ရက်နေ့ပြီး၁၇လပိုင်း၁၈ရက်နေ့တည်းကဖေဒူဖြစ်ပါတယ်။ Devil Lemon Skin အီးဗန်ကြောင့်တော့ကျွန်တော်ရှင်းပြပြီးသားပြီ။အဲ့တော့ကျွန်တော် Promo Diamond တွေကဘယ်ကနေရမှာလဲ၊ဘယ်လောက်ရမှာလဲ၊ဘာလို့လောက်အောင်မှာတော့အဲ့ဒါကျွန်တော်ဆက်ပြီးရှင်းပြပေးမယ်။ဘယ်ကနေရမလဲဆိုလို့ရှင်မနေ့ပြန်၂၅ရက်နေ့မှာကျွန်တော်တို့ Gain နဲ့ဝင်လေကြတယ်။ Promo Diamond 15လုံး free ရမယ်။10လပိုင်း25ရက်နေ့ပြီးတော့၁၇လပိုင်း၈ရက်နေ့ထိသူက Promo Diamond Event လေးလာလိမ့်မယ်။အဲ့ Promo Diamond Event လေးပြီးတော့၈၅၅လုံးရလိမ့်မယ်။ Promo Diamond Event လာမယ်တက်တယ်ကြလဲပုံမှန်တိုင်းပဲ Gain နဲ့ login ဝင်တာတွေ၊ကုပ္ပံကိုတပွဲဆောက်တာတွေ၊တငယ်ချင်းနဲ့တပွဲဆောက်တာတွေအဲ့လိုကြလို့ ရှင် promo diamond နေရလိမ့်မယ်စတက်လာပိုင်းကိုယ့်ရဲ့နေမှာဂိမ်းနဲ့ဝင်လိုက်မယ်ဆိုလို့ရှင် promo carnival pack လေးတစ်ခုရလိမ့်မယ်အဲ့ pack လေးတွေကဆိုလို့ရှင် bro promo diamond အနည်းဆုံး16လုံးပေးတယ်အများဆုံးက1130လုံးဒီ bro ရနိုင်တယ်အမြင့်ဆုံးဖြစ်တဲ့1130လုံးတော့ bro map အနေနဲ့မပေါ့ဘူး16လုံးမရမှာစတက်လာပိုင်း9ရက်နေပြီးစတက်လာပိုင်း7ရက်နေကြလို့ရှင် fee 1လာမှလို့ပြောခဲ့တယ်ဟုတ်တယ်မလားအဲ့ကြလို့ရှင် brother အနေနဲ့စိတ်နှထောင်ပြည့်လို့ရှင် promo diamond 800ဒီဒီရမှာဖြစ်ပါတယ်အဲ့တော့ bro နေနဲ့ကစတက်လာပိုင်း9ရက်နေမှာ login ဝင်မဲ့ဘောက်ကိုခဏဖယ်ထားလိုက်ဖယ်လိုက်လို့ရှင် bro တက်တွေလုံးမယ်အခုလို့စိတ်နှထောင်ဖြည့်မယ်ဆိုလို့ရှင် bro က promo diamond 1900 dd ရမှာဖြစ်ပါတယ်အဲ့ရလာတဲ့ promo diamond တွေကိုကျွန်တော်တို့က17လပိုင်း9ရက်နေပြီ17လပိုင်း15ရက်နေမှာသူက skin တွေ hero တွေ discount အကုန်ချပေးပြီးတော့ကိုက promo diamond ကိုစတင်ပြီးသုံးလို့ရမှာဖြစ်ပါတယ်အဲ့ကြရင်တော့ပြောလို့မရဘူး epic record တွေလည်းပြန်ပိုင်ပြန်မလိုက်နဲ့အဲ့တော့ bro နေ record ဖောက်ခြင်းလည်းသွားဖောက်လို့ရတယ်တကယ်လို့ bro က record လည်းမဖောက်ခြင်းဘူး skin လည်းမွေရင်းဆိုလို့ချင်းတော့အခု net set event မှာဆိုလို့ချင်း bro ကလာပြီး promo diamond တွေကိုသုံးလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ bro တို့ကိုတစ်ခုသိထားသေးချင်တာက bro မှာ promo diamond 1500လောက်ရှိရဆိုကြပါစို့ ဖောင်ကားရှိရသလိုရှင်မိုဘိုင်းနဲ့ကြက်နေရစိတ်နဲ့ဝယ်လို့ရစကင်မှန်သမျှကိုဘရိုဒိုင်မွန်းတစ်လုံးနဲ့နဲ့ဝယ်လို့ရတယ်ဟုတ်တယ်မလားဒါပေမဲ့ခုနကမှထွက်လာတဲ့ဂျူရှင်းရဲ့ CC ရဲ့ရောဘရိုကစိတ်နဲ့ရပေးပြီးမှဝယ်လို့ရမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုလို့ရှင်တော့ဒီနေ့ဗီဒီယိုတော့လောက်ပါပဲနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့သူတယောက်ရှိနိုင်အောင်ကြိုးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်